ုံးမဲမင်္ဂလာပါရှင်နန်းတစေ channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အလင်းရိပ်ပါတင်နိုင်တိုးရဲ့အပူပိုင်းဒေတာဤ oasis ပုတ်ပါဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်အပူပိုင်းဒေတာဤ oasis ပုတ်ပါ အပိုင်း၃ ကိုလိုနီခေမြန်မာဘရင်တီဘောမင်းနှင့်မိဖုရခေါင်စုဖျားလက်တို့အားဗြိတိရှားတို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မြန်မာနိုင်ငံရှိနေမြေဒေသအသီးသီးမှမျိုးချစ်သူရဲကောင်းများကရရလက်နက်ဆွဲကင်လျက်နေချက်အင်္ဂလိပ်တို့အားတွန်းလှန်တိုက်ခိုက်ကြရာတွင် ပုပ်ပါဒေသမှလည်းပါဝင်ခဲ့ပါသည် ပုပ်ပါနေမြေကိုကြီးမှုကုတ်ကဲနေသူမှပုပ်ပါရွာမှဘိန်တော်ဆေးဆရာကြီးဦးနတ်နှင့် ဒေါ်အက်တိုဤသားဘိုနက်ကျော်ပင်ဖြစ်၏ဗြိတိရှားတပ်များသည်1890ခုနှစ်အတွင်းပုတ်ပါနယ်မြေကိုရယူချုပ်ကိုင်နိုင်ရန်ကြိုးပမ်းခဲ့ကြသည်မဟာမင်းကြီးဆာချားစ်ခရော့စ်စဝိတ်ဦးဆောင်သောဗြိတိရှားတပ်များသည် ပုတ်ပါနယ်မြေ၌စခန်းချကာမျိုးချစ်အင်အားစုများအားခြေမုံရှင်းလင်းတိုက်ခတ်ရန် အားထုတ်ခဲ့ကြ၏နောက်ဆုံးတွင်ဘိုနက်ကျော်ဤတပ်များအာမတန်၍မန်ရှော့လိုက်ကြရသည် ကိုလိုနီခေတ်ဦးကာလတွင် ပုပ်ပားနယ်သို့လူသူအရောက်အပေါက်နေပါခဲ့ဟန်တူပါသည်1920ခုနှစ်တွင်ဂောပကလူကြီးဦးတာတင်ဆိုသူက ပုပ်ပားတောင်ကလပ်ပေါ်သို့တက်ရောက်နိုင်ရန် လူသွားလမ်းကိုစတင်ခုတ်ထွင်ရှင်းလင်းဖောက်လုပ်ခဲ့ပါသည်ရင်အခြေအနေမတိုင်မီကဆိုရင်ပုပ်ပားတောင်ကလက်ထက်သို့တက်ရောက်လိုပါကနွယ်ငန်းကြီးကိုဆွဲကင်လိုက်ပါလျက်တက်ကြရကြောင်းဒဏ္ဍာရီဆန်းဆန်းဆိုလေးရှိကြပါသည် ထိုအတော်တွင်း၌ပင် တောင်ကလတ်ထ၌ခုတ်ထွင်ရှင်းလင်းကဖျားတဲခြင်းဇရက်ဆောက်လုပ်ခြင်းစသောကောင်းမှုကုသိုလ်များပြုလုပ်လာကြ၏တောင်ကလတ်ထက်ရှိဇေဒီတစုကို1921ခုနှစ်တွင်ကြိုက်ထီယိုးဆရာလေးဦးပန်းအေးဆိုသူကတည်ထားကိုးကွယ်ခဲ့ပြီး1924ခုနှစ်၌မူအမြင့်18ပေရှိ တကွန်တိုင်ကို မောနီယကိုရောဦးဆောင်လျက်တောင်ကလတ်ထက်ရှိ စိုက်ထူကြ၏ ပထမဆုံးဘာသာရေးပွဲတော်အဖြစ်1925ခုနှစ်တွင် ပုပ်ပါတောင်ကလတ်ထ၌ဖျားအနေကစားတင်ပွဲကိုကျင်းပခဲ့သည်ထိုစဉ်ကအိုးစီဘုံပေါင်းအတီးအမုတ်ဒူရီယာတို့ဖြင့်ပြိသက်ဆုံလင်းစီကားခဲ့သည်ဆို၏ပုပ်ပါတောင်ကလတ်ထတွင် ဆယ်ပေါက်ရွာနှင့်ညောင်ကန်ရွာနှစ်ရွာမှတန်ကားသော 24ပါးကိုစွန်ကပ်လူတန်းခဲ့ကြသည် မရှိမနှောင်းကာလ၌ပင် ပုတ်ပါတို့လာရောက်ကြသူတစားတစားများပြားလာပါသည်1926ခုနှစ်တွင် တောင်ကလတ်တို့တက်ရလန်းခုလတ်၌မေဝနနတ်နန်းကိုတိဆောက်ကိုးကွယ်ခဲ့ကြ၏ ထိုအတော်တွင်း၌ပင် ပုပ်ပားတောင်ကလက်ထက်ရှိကြောက်တုံးကြီးပေါ်တွင်ပခုတ်ကူစီရတော့ဥတုဇာတကဇေဒီတစုတီထားကိုွယ်ပါသည်ဇေဒီထီတော်ကိုမူစီရတော်ဥကောဒလကတင်လူခဲ့ဤတောင်ကလက်ထက်ရှိဇရက်ဒယကာမာမူရင်းချံမျိုးမှပွဲစားကြီးဥကြွတ်ဆိုသူဖြစ်လေသည်စီရတော်ဥကောဒလသည် ပုပ်ပါတောင်ကလတ်တို့တက်ရလမ်း၌တိတ္တာလှေကား၃ဆင့်နေရာတွင်တန်လှေကားများကို အစားထိုးတက်ဆင်ရာ၌ဥဆောင်ခဲ့သည့်ဆရာတော်တပါးဖြစ်လေသည် ထို့ပြင်ယသိကြီးဥခန္ဒီသည်လည်းပုပ်ပါတောင်ဒေတာ၌ကုသိုလ်ကောင်းမှုများစွာပြုခဲ့သူသူတော်စင်ကြီးတပါးဖြစ်ပါသည်ဥခန္ဒီသည် ပုပ်ပါတောင်သို့28ဇူလိုင်1930ခုနှစ်တွင် ရောက်ရှိခဲ့၏ပုပ်ပါတောင်ဝင်းကျင်တွင် ိုလိုနီခေတ်ကာလ၌ဈေးရီအတော်များများတည်ထားကိုးကွယ်ခဲ့ကြသည်ဂျပန်ခေတ်ဂျပန်ခေတ်တွင် ပုပ်ပါဒေတာသည်လည်းစစ်ဘေးစစ်တမ်းတင်ခဲ့၏ယခုလက်ရှိအသုံးပြုနေကြသည့်ဗျက်တပန်းဆက်လမ်းမှာဂျပန်ခေတ်မတိုင်မီအထိလူသွားလမ်းကလေးအသွင်မျှသာရှိသေး၏ထို့နောက်ဂျပန်ခေတ်တွင်မဟာမိတ်တပ်များ ပုပ်ပါရွာသို့ခြိတက်သောအခါမြေသားလမ်းဖြင့် ချဲ့ထွင် ဖောက်လုတ်ခဲ့ကြောင်းပုပ်ပါးစာတိဘီတုကာဆရာရွှေက ဆိုပါသည် ထို့နောက်နှစ်အတန်ကြာ အသုံးမပြုဘဲထားခဲ့လေသည်လွတ်လပ်ရေးခေတ်ပြည်ထောင်စုမြန်မာနိုင်ငံသည်၄ဇန်နဝါရီ1948ခုနှစ်တွင်ဗြိတိရှအစိုးရလက်လက်အောက်မှလွတ်မြောက်ကာလွတ်လပ်သော နိုင်ငံတစ်ခုဖြစ်လာ၏လွတ်လပ်ရေးရပြီးနောက်ထင်ရှားသောဘာသာရေးအဆောက်အအုံအဖြစ် တီလာတောင်ပေါ်၌ညံတော်29ပေအမြင့်ရှိဗျာဒိတ်ပေးဟံဗုဒ္ဓရုပ်ဘွားတော်ထုလုပ်ပူဇော်ခဲ့ပါသည်။၎င်းရုပ်ဘွားတော်ကို1959ခုနှစ်တွင်ဆရာတော်ဦးကုမာရနှင့်ဦးတာတင်တို့ညှိနှိုင်းတိုင်ပင်တည်ခဲ့ကြခြင်းဖြစ်၏။ထို့အပြင်၎င်းနှစ်၌ပင် ဖုန်းတော်ကြီးဦးဝိဇာဒရာခေါ်ဦးပေါ့စိန်ကလည်းမှန်ပြတောင်ထိပ်၌ဇေဒီတစုတီထားကိုးကွယ်ခဲ့လေသည်။အံ့ဖွယ်ကိုးပါး ပုပ်ပါတောင်နဲ့ပတ်သက်လာရင်အံ့ဖွယ်၉ပါးရှိကြောင်းအဆိုရှိကြပါသည်၎င်းတို့က၁ဘဘဲအလုံးလုံး၍မထွန်းကားနိုင်ခြင်း၂မြေအိုးမြင်ခွက် လုံး၍မကြီးပွားနိုင်ခြင်း၃ဇက်ရုပ်သေးပွဲသဘင်တီထောင်၍မထွန်းကားနိုင်ခြင်း၄ဆေးဘက်စုံပေါ်များခြင်း၅ပန်းမျိုးစုံ ပေါ်များခြင်း၆နက်မြင်းရှိခြင်း၇စိတ်ဆန်းရေထွက် ပေါ်များခြင်း၈နှက်ကြားရှိခြင်း၉ မွေဆိုးမရှိခြင်းတို့ဖြစ်ကြလေသည်အံ့ဖွယ်၉ပါးအယူဆသည်နှောင်းခေတ်ကာလတွင်မှ ပေါ်ပေါက်လာသောအယူဆဟုမှတ်ယူရပါသည်ရှေးခေတ်ပုပ်ပါတောင်နှင့်သက်ဆိုင်သည့်မှတ်စုမှတ်ရာ စာဟောင်းများတွင်၎င်းအံ့ဖွယ်၉ပါးအယူဆကိုမတွေ့ရှိရဘူးချေအံ့ဖွယ်၉ပါးကို အမြင်သစ်ဖြင့်လေ့လာကြည့်ပါမူစိတ်ဝင်စားဖွယ်ကောင်းလာသည်ကို တွေ့ရှိရပါသည်၁ ဘဘဲအလုတ်လုတ်၍မထွန်းကားနိုင်ခြင်း EU စမှာဘဘဲလုပ်ငန်းဖြင့်အသက်မွေးသူ မောင်တင့်တဲနှင့်နှမစောမင်းယာကွင်းစာကွင်းပိတ်မတ်မြလာဟုလဲဆို တို့သည်ဘဘဲဖို့ဖြင့်ဖိုကျင်ထိုးကြ လုတ်ကြံစီရင်ခံခဲ့ကြရသူများဖြစ်ကြရာဤအလုတ်ဖြစ်အသက်မွေးဝမ်းကြောင်းပြုသူတို့ကို မထွန်းကားရလေအောင်ဟန့်တားထားသည်ဟုဆို၏ဤဒီမှာပုပ်ပါဒေတာသည်တန်တတ်ထုထွက်ရာအရမဟုတ်သည့်အတွက်ဘဘဲလုပ်ငန်းမထွန်းကားခြင်းဖြစ်တန်ရာဤနှစ်မြေအိုးမြေခွက်လုံ၍မကြီးပွားနိုင်ခြင်းဤအံ့ဖွယ်ဖော်ပြချက်နှင့်ပတ်သက်၍ရာဇဝင်ကျမ်းများဒဏ္ဍာရီများ၌အကြောင်းချင်းရာတစုံတရာမတွေ့ရှိရပေ ြည်တို့မြည်ပုံဤကဲ့သို့အံ့ဖွယ်တပားတွင် ပါဝင်နေသည်ကိုလည်းမှန်းဆ၍မရပေဖြစ်နိုင်ခြေတစ်ခုမှာ ပုပ်ပါဒေတာသည်ရှေးခေတ်အခါကမိတောင်ဒေတာဖြစ်ခဲ့သည့်အလျောက်မြေအမျိုးအစားမှလည်းအိုးလောက်ရန်တင့်တော်သည့်ရွှန့်စည်းမြေမျိုးကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မည်မဟုတ်ပေတို့ကြောင့်သာလျှင်အိုးလုပ်ငန်းမထွန်းကားခြင်း ဖြစ်ပေလိမ့်မည်၃ဇက်ရုပ်သေးပွဲသဖြင့်တီထောင်၍မထွန်းကားခြင်း ပုတ်ပါကဲ့သို့သော ရွာကြီးတာတာတောမြို့ကလေးတွင်ဇက်ရုပ်သေးတဲ့ပွဲဇက်ရုပ်သေးပွဲတပင်မထွန်းကားခြင်းမှာအပြစ်မဆိုတာပေဘဘဲမောင်တင့်တဲ့နတ်မောင်နှမတို့ဤကြေကွဲဖွဲရာဘဝနိဂုံးကြောင့်ပင်ရင်းတို့ မထွန်းကားစေရန်ဟန်တာထားကြောင်းအဆိုရှိကြသည်ဆက်ဆက်စင်ကျင်ကြည်ပါမူပုတ်ပါသည်တရားဓမ္မကျင့်ကြံအားထုတ်ရာသူတော်စင်တို့ဤမိခိုမီနေထိုင်ရာ နေရာဒေသ ဖြစ်သည့်အလျောက်စိတ်ငြိမ်မှုကိုပုံမနှစ်သက်ကြပေလိမ့်မည်ထို့ပြင် ပုပ်ပားမျိုးနှင့်ဆက်သမိုင်းမျှသာကွာဝေးသည့်ကြောက်ပြောင်းမျိုးတွင်ဇက်သပင်တီထောင်သူများသပင်ဂီတအနုပညာရှင်များအမြောက်များပေါ်ထွန်းခဲ့သည်ကိုသတိပြုသင့်ပါသည်၄ဆေးဘက်စုံများပေါ်ခြင်းပုပ်ပားတောင်ပေါ်တွင်ဆေးဘက်ဝင်အပင်များတဘာဝလျောက်ပေါရောက်လျက်ရှိပါသည် ရှေးခေတ်အခါကဆိုရင်တိုင်းရင်းစေးဆရာကြီးများတမားတော်များဖုန်းတော်ကြီးများသည်ပုပ်ပါတောင်သို့တကူးတကလာရောက်ကတိုင်းရင်းစေးပင်များစေးဘက်ဝင်တစ်ဥတစ်ဖူများကို လာရောက်ရှာဖွေလေးရှိကြ၏စေးဘက်ဝင်အပင်များသည်ယောဂဗျာများကိုပျောက်ကင်းလျက်အသက်ရှည်စေနိုင်လေသည်တက်ရင်ကြီးမြင့်တက်ရင်ကြီးခောက်စသည်တို့ကိုကြိုချက်၍အစဉ်တောက်တုံးခဲ့သူစကြာတောင်မှဆရာတော်ဦးနန္ဒသည်အသက် 122နှစ်ကျော်သည့်တိုင် ကျမရေးကောင်းလျက်ရှိကြောင်းမှတ်တမ်းမှတ်ရာများ၌တွေ့ရှိရ၏မြမာတို့သည်ရှေးနှစ်ပေါင်းများစွာကပင် ပုတ်ပါတောင်၌ဆေးဘက်ဝင်အပင်များပေါက်ရောက်လျက်ရှိပြီးဖြစ်ကြောင်းသတိပြုမိခဲ့ကြလေသည်ဗာကြီးတော်မင်းနန်းတက်ဆ71 ဒီဇင်ဘာလ1819ခုနှစ်တွင်ဆေးဘက်ဝင်အပင်များဆက်ရင်တစောင်ကိုဘရင်မင်းမြတ်တန်ဆက်သွင်းခဲ့ကြောင်းသိရှိရ၏ထို့အတူတာယာဝရီမင်းလက်ထက်၄ဇန်နဝါရီ1841ခုနှစ်တွင်လည်းအမတ်မဟာဇေယတင်းကြံကဆေးဘက်ဝင်အပင်များဆင်းရင်ကိုထပ်မံတင်သွင်းခဲ့ပြန်သည်၎င်းစည်ရင်အရာဆေးမျိုး948မျိုးဆေးအမီ1054ပါမှတ်တမ်းတင်ထားသည်ကို တွေ့ရှိရ၏ ရင်းတို့စုပေါင်းဆက်သွင်းရာတွင်ယွန်းစုဝန်မင်းကြီးမဟာမင်းကျော်စီသူကဥစည်းပြုစုခဲ့ပြီးစေဘဝင်အပင်စရင်ကိုပုတ်ပါဒေတာမှအခြေပြုရယူခဲ့သည်ဟုမှတ်ယူရ၏၁၈ဖေဖော်ဝါရီ1858ခုနှစ်မင်းနှုံးမင်းလက်ထက်နတ်အုပ်ကဝိဒေဝကျော်သူဆက်သွင်းရသည့်စစ်တမ်းတွင် ပုပ်ပါတောင်တော်တွင် ပေါက်ရောက်သည့်ဆေးဥဆေးမြစ်နဲ့ရေစင်များကိုလွတ်တော်မှစရင်ချမှတ်လျှောက်ထားပြီးလျင်ဆက်သွင်းမြဲအနောက်ယုံတော်သို့ပို့တာဆက်သွင်းရပါသည်ဟုတွေးရှိရပါ၏ထို့ကြောင့် ပုပ်ပါဒေတာမှဈေးဘက်ဝင် အပင်များစည်ရင်ကိုသာမက နမူနာအဖြစ်ဈေးဥဈေးမြင့်များကိုပါနေပြည်တော်သို့ပေးပို့ကြရကြောင်းသိရှိရ၏ပုပ်ပါတောင်တွင် တွေ့ရှိရသောဈေးဘက်ဝင် အပင် အချို့မှာဈေးမှတ်တမ်းများအရာအောက်ပါအတိုင်းဖြစ်သည်ကန့်ချုပ်နီ စတုရင်ဂူလိနွားရိုင်းမွေဖားပြုတ်စုတ်ဆိုင်ကျက်စုစိန်တဇောတိပလုံး ဖက်ရာကြီးကြက်တော်နီစီမီတောက်ဖြူပိတ်ချင်းမင်းယိုစေးကြောင်ထောက်စေးချီဝင်ပန်းပရစ်မြေလက်ပန်းကြွေနက်စေးမင်းကတိပါကျင်စရတီမြင်းစီအိုးထုတ်ခတ်တာနီစေးရင်မီပဇွန်ခါမြင်းမီသွေးခတ်တာနက်စေးရွှေကြား ပဇွန်ခြေကျွေးရတိဥမင်ခွေခါစေဝိဇာဥဇာလက်ခုတ်ဖြူချင်းသိနို့ရေဇောကြီးဥထုတ်ပိုးဝမ်းဖြူလက်ပန်နီဂန်ဂော်နီဇောကြီးမိုင်းပြောင်ရာစာဝတ်တောင်စီဂွမ်းနက်တပင်ရွှေတီဖာလာချင်းတင်မောခါတို့ဖြစ်ကြလေသည်ငါ ပန်းမျိုးစုံပေါ်များခြင်းပုပ်ပါတောင်ဒေတာကပန်းပေါင်းစုံဖူးပွင့်ရာအရက်ဖြစ်လေသည် ပုပ်ပါဟူသော အမိကပင်လင် ပါဠိဘာသာပုပ်ဖမှဆင်းသက်လာခြင်းဖြစ်ပြီးပန်းဟုအတိပ္ပယ်ရရှိကြောင်းဖော်ပြခဲ့ပြီးဖြစ်ပါသည်ထို့ကြောင့်လဲပန်းပေါင်းမျိုးစုံပေါ်များခြင်းကိုအကြောင်းပြု၍ပန်းတော်ဆက်ဗျက်တာနှင့်ပန်းစားဘလူးမှမေဝနာတို့၏ဇက်လံပေါ်ပေါက်လာခဲ့ခြင်းဖြစ်လေသည် ပုတ်ပါတောင်၌ပန်းပေါင်းစုံ ပေါ်များလာကြောင်းကို ရှေးစာဆိုများကြပြလင်ကရေးဖွဲ့မှတ်တမ်းတင်ခဲ့ကြ၏ဒွေးချိုးကြပြတပုတ်တွင်ပန်းပန်လင်နန်းဆန်တဲ့စကားပန်းကျင်သူဤတောင်ထုတ်ကပန်းဆွတ်လို့သွားဟူ၍တွေ့ရှိရ၏ထို့အတူတေးထက်ကြပြတပုတ်တွင်လည်းဘဲဘဲစီမမှန်းတက်ပြီဘူးပန်းကလက်တောင်ဆွဲတန်းတဟက်ချောင်ကျဲတွင် ရောင်လဲလဲနေလို့ ကြိုလှဲ့ပေါ့ဆိုတဲ့တန်ရဲ့ငုံမဲ့ဟန်လေးနှင်းကယုလူလွန့်တဲ့ဖူးညွန့်ပြန်မာမြူးကွန်ဟန်တချို့ခူးဝင့်ရန်တတို့နှင့်အဆို့ဆို့ခိုင်ဆိုင်ပန်းဝစ်မုံကုံကုမန်တွေကထုံရနဲ့တင်းလို့ကြိုင်ကြိုင်နဲရှစ်ရက်ရှစ်ထက်လိုင်းသည်ရှစ်ပတ်တိုင်းလေးပွေစမ်းပြန်တော့ရွှေငွေတန်းစမ်းကြဖြူဖြူ ပန်းကကျူးကျူးညော်တဲ့လို့ခေါ်လဲစူတယ်။ဖော်မဲ့သူကူအောင်တဲ့လေဟူ၍ဖြစ်ပါသည်။ပုတ်ပါတောင်တွင်ပေါက်ရောက်သောပန်းတချို့အမြည်များမှာအောက်ပါအတိုင်းဖြစ်၏။ဂန်ငော်ခတ်တာချက်ရားခွာညိုတရဖီတရိန်ကိုဖတ်စွတ်ဇလက်ဇွန်မွေးထတ္တရာဒေါနဇဂဝါတိခွအင်ဂျင်မြင်းစုရင်းမာရင်ကတ် သစင်နှင်းစီစပယ်ဆွဲတော့6နတ်မြင်းရှိခြင်းနတ်မြင်းနှင့်ပတ်သက်၍မိဒီကိုဆိုလိုကြောင်းအမှတ်အသားမတွေ့ရပေနတ်မြင်းဟူသည်တဘာဝကြောက်နွားရုပ်ကြီးနှစ်ကောင်အားဆိုလိုခြင်းဖြစ်မည်ထင်ပါသည်၎င်းတဘာဝကြောက်ရုပ်များသည်မောင်းနော်နတ်ကွန်းအနောက်ဆောင်ဘက်နားစီ၌တည်ရှိ၏ တကောင်မှာ17ပေခန့်ရှည်၍6ပေအမြင့်ရှိပြီးနောက်တကောင်မှာအလျား18ပေခန့်အမြင့်10ပေခန့်ရှိလေသည်ခုနှစ်စိမ့်စမ်းရေထွက်ပေါ်များခြင်းပုပ်ပါတောင်တွင်သဘာဝအလျောက်ဖြစ်ပေါ်လျက်ရှိသောစိမ့်စမ်းရေထွက်များမှအမြောက်များရှိပါသည်အစဉ်လာမှတ်သားချက်အရရေထွက်69ခုရှိသည်ဟုဆို၏သို့သောဘိုးတော်ဖျားလက်ထက်1982-1 1819တွင်ဆက်သွင်းခဲ့သည့်ယတုအယဆိုလျင်မူရေထွက်185ခုရှိပါသည်ပုပ်ပါတောင်ကြီးအရှိမျက်နှာ88ခုပုပ်ပါတောင်ကြီးနောက်မျက်နှာ56ခုပုပ်ပါတောင်ကြီးတောင်မျက်နှာ16ခုပုပ်ပါတောင်ကြီးမြောက်မျက်နှာ23ခု185ခုပူ၍ဖြစ်ပါသည် အရှိမျက်နှာရေထွက်88ခုအကြောင်းကိုယတု၌ အန့်ကြီးစပွဲအသွင်သွင်တက်80ကပေါ်ခုနှစ်ကြော်ကိုတိမျောတာထွေရှေ့ပုတ်ဘေကစမ်းရည်များစွာ အဖျားဖျားသည် ရေလာတူးကုံစင်တီးဟုရေးဖွဲထား၏ထို့အတူအနောက်မျက်နာရေထွက်46ခုအကြောင်းကို ထွက်လေများစွာ နောက်မျက်နာ၌ရှိရာအန်လောက်46ကိုတိမျောက်စေရာ ကပဲမာသည် လိုရာတဒန်းလင်းလင်းဒီဟုရေးဆက်တည်ကုံထားသည်တောင်မျက်နာရေထွက်16ခုအကြောင်းမှမူယောနောရေထွက်16ချက်တွင် တောင်ဘက်မျက်နာညွန်ပြပါသည်ချိုတာတခန်းရှင်းရှင်းဒီဟု၎င်းမြောက်ဖက် မျက်နာရေထွက်23ခုကိုလည်းမြောက်မျက်နာတွင်တင်ချာဖွဲ့ကုံ23ခုပေါင်းယုံတိတာထူးမြတ်စွာသည်တေလာတောင်ကြီး ဩပါဒီဟု၎င်းရေးဖွဲ့ထားလေသည်။၎င်းရဲ့တုလင်္ကာကိုဘိုးတော်ဖျားလက်ထက်ရေးသားဆက်သွင်းရသည့်ရေးထွက်မော်ကွန်းဟုအဆိုရှိကြသည်။ရှေးကရှိခဲ့သည်ဆိုသော ရေးထွက်69ခုထက်စာလျင်ရေးထွက်86ခုပုံမှုများပြပါသည်။သို့သောဘိုးတော်ဖျားလက်ထက်က ရေးထွက်185ခုရှိခဲ့သည့်ရေးထွက်များမှာနှောင်းခေတ်ကာလတွင်အရေးအတွက် 132ခုသာရှာဖွေတွေ့ရှိရကြောင်းလက်တွေ့ရှာဖွေခဲ့သူ ပုဂ္ဂိုလ်များကဆိုပါသည်အချို့ရေထွက်များမှမူတိမ်ကောသွားလေပြီးထမှန်စစ်ဆေးစရင်ကောက်ယူကြည့်သောအခါထိုထက်ပင်နေပါသွားသည်ကို တွေ့ရှိရ၏ပုပ်ပါတောင်ကြီးသည်မိသေးတောင်ကြီးဖြစ်ပြီးရင်းတောင်ထိမ့်မှအရက်လေးမျက်နာသို့မြစ်ချောင်းများဖြာထွက်စီးဆင်းလျက်ရှိကြလေသည် ။ထို့ကြောင့်လည်းရေးထွက်များစိတ်ဆမ်းများကို အများအပြားတွေးရှိကြရခြင်းဖြစ်လေသည်။အချို့ရေးထွက်များမှာ ရေအားအလွန်ကောင်းကြပြီးယာလုပ်ငန်းအတွက်များစွာအကျိုးဖြစ်ထွန်းစေသည်ကိုတွေးရှိရ၏။အချို့ဆိုလျှင် ရေတကွန်ငယ်များတပွဲဖြစ်နေပေသည်။ဥပ္ပါတောင်နေမြေတွင် ရေထွက်များသာမကချောင်းများရိုးများလည်းအများအပြားရှိပါသေးသည် ပုပ္ပါတောင်ရှိ ရေထွက်များစည်ရင်ကိုမူရှာဖွေတွေ့ရှိသည်၍တင်ပြအပ်ပါသည် cầu cổ bên, cảm bạc, công an, cơ bá phiếu, mến đà mì, mến đà, mạng đồ, ngay dễ phiếu, ngay hoa chào. Nguyên sát sát chạc, chú chào, chú anh chào, chào chà, bàn bùi, biểu mùi, bùi dù, bố mẹ chào, sinh tuyến, sĩ phong trọng, sinh chống ạch thạc. Mà chào, mấy mà trọng, Nhu tuyên yu chang Nhu su chang Nhe yu nè Xa ji biến Chu zan na Chi ngàn chạp Chi ngàn ạ nạ Chua chạ Chào chào đủ Chi tiền kiên tề Chi tiền bán nhu ái Chi tuyên đào Chi thuật ái Chi bia Chi phiêu đào Chi miệng Bao phiêu đồ Bên cạnh Ngạch chú Chào tạ gà Chào tề Chào bồng đào จ้าอูเจ้าอูไอเจมมาอัตเจมมาอาจนตอไอจูชาวท่าจำเป็นท่าชาชาวเดออูชาวเนชงมาด้วยอัตชงมาด้วยอาคุยดับชงจะจูจีพยาและยาเลี้ยงปังกวยอยู่ปังเป็นอันหนักเส้นมาตีสูเส้นเม่ လုတ်ကြီးဇော်ကြီးအိုင်းညောင်မြညောင်မြတောင်ကလက်တောင်သူကြီးထက်လဲရေငန်းရေငဲထမ်းပင်အိုင်တောင်ထမ်းပင်အိုင်မြောက်နွားကြောင်ကြຫນွေရစ်ပင်နှမတော်မေပေပင်ဂူကြီးချက်လက်ပန်းညိုအိုင်လွန်အိုင်ငရံကုံငရံချောင်းအထက်ငရံချောင်းအောက် အထက်ဥမင်အနောက်ပန်းတွင်အနောက်မွာအရှိပန်းတွင်သင်ပောင်းရေအရှိယိုးပန်းပင်အရှိပုတ်ပလင်ဖလန်တက်အလဲပန်းတွင်အလဲမွာအုတ်ရှိဩဇာကုန်းတောင်အရှိမွာအိုင်ဖြူတပြေးပင်တမန်းတောင်တမဲခွတရက်တရက်နဲ့တရက်အိုင်ဩဇာကုန်းမြောက် တစ်စိတ်ပင်ချ၈နတ်ကြာရှိခြင်းနတ်ကြာအယူဆမှာမင်းမဟာဂီရိနတ်မောင်နှမတို့နှင့် ပတ်သက်လျက်ရှိပါသည်မင်းမဟာဂီရိကိုမယုံမသေးပြုသူတို့အားနတ်ကြာကိုပြသည်ဟုအဆိုရှိ၏သို့သောနတ်ကြာကိုမြည်သူမျှမမြင်ဘူးကြတခါတရံကြားချေရတွေ့ရသည်ဟုတော့ဆိုကြသည်ဤဒီမှာလဲနတ်ကြားတော်၎င်းတာမန်တော်တွင်၌လှဲ့လေကျက်စားနေသော ကြားတော်၎င်းဖြစ်နိုင်ပါသည် နတ်ကြသည်မင်းမာဂီရီမောင်နှမတို့အားမယုံမသေးပြုသူဤကျွဲနွားတရိတ်ဆန်တို့ကိုကြိုက်ဖြတ်စားတောက်တက်ကြောင်းလဲပြောလေရှိသည်ကိုမွေဆိုးမရှိခြင်းဟုတ်ပါနဲ့မြေအတွင်မွေဆိုးမရှိခြင်းဟူသောအံ့ဘွယ်တစ်ပါးမှာအစိတ်ရှိမွေများမနေခြင်းကိုရည်ညွှန်းဟန်ရှိပါသည်။ယာတိဥရုနှင့်မိတောင်မြေတဘာဝအနေထားအရအစိတ်ပြင်းထန်သော မွေများမနေကြခြင်းလည်းဖြစ်ပေလိမ့်မည်။ အချို့မူကွဲမှတ်သားချက်များ၌မွေပွေးမွေဟောက်တို့ကြိုက်တီဟု၍မကြ aya ခြင်းတို့သည်မဟုတ်ကြိုက်တော်လဲအသက်အန္တရာယ်မရှိကြခြင်း ဆိုကြ၏ဤဒီမှာလဲအစိတ်ပြင်းမွေများမရှိကြောင်းကိုသာညွှန်းဆိုပါသည်ဤတွင် အံ့ဖွယ်၉ပါးနှင့်ပတ်သက်၍ကွဲပြားခြားနားချက်အချို့ကိုပြန်လည်စမ်းစစ်ကြည့်ရန်လိုအပ်လာပါသည်အချို့မှတ်သားချက်များတွင်နတ်မြင်ရှိခြင်း၊နတ်ကြားရှိခြင်းနှင့်စိတ်ဆန်းရေထွက်များခြင်း၊သုံးချက်အစာ၊ပဒိန်လုပ်၍မထွန်းကားခြင်း၊ကြီးမအိပ်ခြင်းမောင်နော်ရေပုတ်ပါရွာဤအနောက်သို့မရောက်ရှိခြင်းတို့ကိုထဲ့သွင်းမှတ်သားကြ၏ ရင်းမှတ်သားချက်များ၌ပဒိန်လုပ်ငန်းမှာဗပဲလုပ်ငန်းကဲ့သို့ပင်သဘောသဘာဝတူဖြစ်ပါ၏ပဒိန်လုပ်ငန်းတွင်လည်းရွှေငွေကြေးတန်တတုနှင့်ဆက်ဆက်လှုပ်ဆောင်ကြရသည့်အားလျော်စွာဓာတ်တတုများမထွက်မီမိတောင်မြေနေရာတွင်ဤကဲ့သို့သောစီးပွားရေးလုပ်ငန်းမျိုး ထွန်းကားမှုမရှိခြင်းမှာအထူးဆန်းတော့မဟုတ်ပါဘဲ ကြီးမိတ်ချင်းဟူသော အချက်မှမူထူးခြားလာသည်ဟုဆိုနိုင်ပါသည် ကြီးများသည်နေအခါတွင်သာအစာလာရှာ၍ညအိတ်တန်းတက်ချိန်တွင်ဆုလိုက်ပြုံလိုက်မြေပြန့်သို့ဆင်းသွားကြသည်ဆို၏ပုပ္ပားတောင်မကြီး၏အရှိတောင်ဘက်ရှိရှော်တောင်ရှော်တော်ရွာ၌ဆိုလျင်နေအချိန်၌ပင် ကြီးများကိုမတွေ့မြင်ကြရဟုဆိုပါသည်ဤဒီမှာတိရစ္ဆာန်များရွှေ့ပြောင်းလှုပ်ရှားမှု၏သဘောတဝါဝတစ်ခုလည်းဖြစ်ပေလိမ့်မည် မောင်တော်ရေပုတ်ပါအနောက်သို့မရောက်ရှိခြင်းမှမူမဆန်းလှပေမောင်တော်နှက်ကွန်းအနီးရှိမောင်တော်ရေထွက်မှာရေအားအလွန်နှဲလာ၏ထို့ကြောင့်ဝေးကွာလာသောပုတ်ပါမျိုးအနောက်ဖက်သို့မရောက်ရှိမစည်းစင်းနိုင်ပေမောင်တော်ရေထွက်မှရေမှာရှေးရခင်အခါကပင်လင်ရေလုံးသုံးလက်မှခန့်သာလျင်ရှိပါသည်ပုတ်ပါတောင်ကလတ်တောင်ကလတ်ဟူသည် ုတ်ပါတောင်ကလပ်ကို အမည်အမျိုးမျိုးဖြင့်ခေါ်တွင်ခဲ့ကြ၏ကကြီးတောင်ကလပ်ခခွေနဂရစ်တောင်ဂငယ်ပန်းပေးတောင်ဂကြီးပဇာခန်တောင်ဂငဝနရခတောင်စလုံးဝိစာဒရာတောင်တို့ဖြစ်ကြသည်ကကြီးတောင်ကလပ် ကလပ်ပုံတရံရှိသောတောင်ကြီးဖြစ်သဖြင့်တောင်ကလပ်ဟုခေါ်ဆိုကြသည်ဟုဆို၏အချို့သောမှတ်သားချက်များ၌မူကလပ်ဟုသည်ကလာပမှဆင်းသက်လာခြင်းဖြစ်ပြီးအစုအဝေးဟု အနက်ရကြောင်းတောင်ကလပ်ပတ်လည်ရှိဂူဆယ်လုံးတွင်ဝိဇာထိုများစုဝေးနေထိုင်ကြသဖြင့်ယင်းတို့ခေါ်ခြင်းဖြစ်ကြောင်းတွေ့ရှိရ၏တချို့ကလည်းလောကီဂျေဇူးလောကုတ္တရာဂျေဇူးတို့ကို စီးပူးရန်လျှောက်ပတ်သောနေရာဖြစ်သောကြောင့် လူနဲ့မြမာတို့ချင်းကပ်စုယုံကြသဖြင့်ရင်းတို့တောင်ကလပ်ဟုခေါ်ဆိုကြောင်းမှတ်ယူကြ၏ကလပ်ပုံတံရှိသောတောင်ဖြစ်သဖြင့်တောင်ကလပ်ဟုခေါ်ဆိုကြခြင်းကများစွာသဘာဝကျလာပေသည်ခါကွေနဂရစ်တောင်ရှေးစာဟောင်းများ၌ပုပ်ပါတောင်ကလပ်ကိုနဂရစ်တောင်ဟု၍ခေါ်ဝေါ်ကြသည်ကိုလည်းတွေ့ရှိရ၏ပကံဘရင်ပြူစောထီးကအရိမတနာကို တီထောင်မင်းပြူစဉ်ပုတ်ပါတို့ခြိတက်ကြွရောက်ကပုတ်ပါတောင်ရှိနတ်ပေါင်းတို့အားခုနှစ်ရက်တိုင်တိုင်ဗလိနတ်စာကြွေးခဲ့သည်ဆို၏ထို့အခါတောတောင်ရှိနတ်တို့ကတောင်ကြီးဩပါပေးကြသကဲ့သို့ငကားတို့ကလည်းမြူးထူးပျော်ရွှင်ကြကတောင်ကလက်ကြီးအားရစ်ပတ်လှဲ့လေခဲ့ကြသည်ဆို၏တို့ဖြင့်ငကရစ်တောင်ဟူသောအခေါ်ဝေါ်တရက်ပေါ်ပေါက်လာခဲ့ပါသည်စင်စစ်အားဖြင့်ပုတ်ပါတောင်ကလက်မှာမြင့်မားလာသည့်အလျောက် တခါတရံတောင်ခိုးတောင်ငွေမြူမုံများ ဝေဟင်တောင်ခုလတ်၌မွေနဂါးကြီးများ ရစ်ပတ်နေခဲ့နေတကဲ့သို့တွေ့ရတတ်၏ဤဒီကိုရည်၍လဲနဂရစ်တောင်ဟုအမည်မှဲ့ခေါ်ကြခြင်းဟုဆိုလိုပါသည်ကာငယ်ပန်းပေးတောင်ပန်းပေးတောင်အမည်ကရာဇဝင်ဇက်လန်းတပုတ်နှင့်ဆက်ဆက်နေ၏ပကံဘရင်အနွယ်ထာမင်းလက်ထက်တွင် ပန်းတော်ဆက်အဖြစ်ခန့်အပ်ခံရသူခြေလင်းတော်ဗျက်တာအားပန်းစားဘလူးမမေဝနာကကူညီပန်းကူပေးရာတောင်ဖြစ်သဖြင့်ရင်းတို့ခေါ်ကြကြောင်းအဆိုရှိပါသည်ကာဂျီပဇဂန်တောင်ဤအမည်ကအုတ်ပါတောင်ကလပ်ကိုခေါ်သည့်ရှေးအကြဆုံးအမည်ဖြစ်ကြောင်းဆိုကြ၏ပဇဂန်သည် ဘဇကာမဟူသောပါဠိဝါဒမှဆင်းသက်လာဟန်ရှိပါသည်ဘဇဟူသည်ပါဠိဘာသာစည်းကမ်းမိဝဲခြင်းဖြစ်ပြီးဂာမမာမူရွာဟူ၍အဓိပ္ပာယ်ရသည် ထို့ကြောင့်ဘဇာကံကိုစည်းကမ်းမိဝဲရာရွာဟူ၍အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်ထင်ပါသည် ပုပ်ပါတောင်ကိုရှေးခေတ်အခါကလူအများနတ်တောင်ကြီးအဖြစ် မှတ်ယူကြပြီးကိုကိုွယ်စည်းကပ်ခဲ့ကြရာတောင်ကြီးအမိကိုလည်းပဇာကန်တောင်ဟုခေါ်ဆိုခဲ့ကြဟန်တူပါသည်ငဝနယခတောင်ဝနယခတောင်ဟူသောအမိမှာလည်းပုပ်ပါသူမေဝနဤဇက်ကြောင်းနှင့်ဆက်ဆက်လျက်ရှိ၏ဘလူမမေဝနနေထိုင်ရာတောင်ဖြစ်သဖြင့်ဝနယခတောင်ဟုခေါ်ဆိုကြခြင်းဖြစ်ပေသည်စလုံးဝိဇာဒရာတောင် ပုပ်ပါတောင်ကိုရှေးခေတ်အခါကပင်ဝိဆာဇော်ကြီးများ ထွက်ရပောက်ပုပ်ကိုများနေထိုင်ရာဌာနအဖြစ်မှတ်ယူကြ၏တို့ကြောင့်လဲပုပ်ပါတောင်ကလက်ဤအမည်များထဲတွင်ဝိဆာဒရတောင်ဟူသောအမည်ကို တွေ့ရှိရခြင်းဖြစ်ပေသည်တီနီယာပုပ်ပါမျိုးတို့ရောက်ရှိသည်နှင့်ရင်ကြံကြောက်ပောင်သွားမော်တော်ကားလမ်းဆောင်နေရာမှ တောင်ကလက်အခြေသို့နှမိုင်ခရီးဖြင့်သွားရောက်နိုင်ကြ၏ထိုနေရာမှမြင်းကြံသို့49မိုင်กว่าဝေးပြီးကြောက်ပောင်သို့10မိုင်กว่าဝေးပါသည် ဟုတ်ပါမျိုးကလေးအကြောင်းကိုမူအထိုက်အလျောက်တင်ပြခဲ့ပြီးဖြစ်ပါသည်။ဟုတ်ပါမျိုးကလေး၏အနည်းဝန်းကျင်တွင်စိုက်ပျိုးရေးခြံကြီးများကိုတွေ့မြင်နိုင်၏။ဟုတ်ပါနယ်မြေသည်မြောစာကောင်းမွန်လာသည့်အလျောက်ဇပြစ်ဩစာမလကာသင်းမောပိန်းနေငပြောစိုက်ခင်းများကိုမျက်စိတစုံတွေ့မြင်နိုင်ကြလေသည်။ရင်းစိုက်ခင်းပြိုးခင်းများကိုဖြတ်တန်းလျက်အကွေအောက်လမ်းများအတိုင်းဖြတ်ကျော်လာလျင်ပုပ်ပါတောင်ကလက်အခြေသို့ရောက်ရှိလာပေမည်။လန်ကီးတွင် အိမ်တွင်မင်းမဟာဂီရိနတ်နန်းတို့သွားရလန်းကို၎င်းရုံမြင်တန်ကြားထက်ဆင့်ထုတ်လွှင့်ယုံစီတို့သွားရလန်းတို့ကို၎င်းတွေ့ရှိရ၏ပုပ်ပါတောင်ကလက်ဤဒီနေရာကို အရှိလောင်ကြီးတို့95ဒီဂရီ72ပေ46လက်မမှ95ဒီဂရီ15ပေ20လက်မအတွင်မြောက်လက်တီတို့20ဒီဂရီ54ပေ90လက်မမှ20ဒီဂရီ55ပေ 12လမအတွင်းဟူ၍မှတ်သားထားသည်ကို တွေ့ရှိရ၏တောင်ကလက်သည်ပုပ်ပါတောင်မကြီးနှင့်ဆက်ဆက်မှုမရှိဘဲတီးခြားတရှိနေသောကြောက်တောင်ကြီးဖြစ်ပါသည်ပုပ်ပါတောင်မကြီးနှင့်နှိုင်းစာလျင်အမြင့်ပေမှာတဝက်ခန့်သာရှိ၏တို့တိုင်အောင်ထီထီမာမာကြီးထူးခြားလှပစွာတရှိနေပေရာပြည်တွင်ဖျားဘူးခီးတဲ့များအတွက်တာမကပြည်ပနိုင်ငံသားများအဖို့ပါစိတ်ဝင်စားပွဲဖြစ်နေပေသည် ခဲ့ပါရှင်။စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရပ်နားလိုက်ပြရစေနော်။နားဆင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။ကျန်းမာပြီးခင်ကြပါစေ။နောက်ထပ်ပိုင်းဆက်လေးတွေဖတ်ပြတဲ့အခါမှာပြန်လည်ဆုံပေးကြပါမယ်ရှင်။